ओके okay, आलो में मिंगलापा मिंगलापा आलो में मिंगलापा मिंगलापा के okay, आलो में मिंगलापा चलो रो फेस यूके मस्ती है फेसबुक ने यूट्यूब चैनल का ने चूज़ हुआ है चैंपियन पे तभी आलो में मिंगलापा जिसे आप इधर बोलो चिपे तभी आलो टूबे जीसू टेमारे ဆိုတော့ကျွန်တော်တို့ထုံးစံတိုင်းပေါ့လေဒါဒီနေ့ကတော့နည်းနည်းလေးစောပါလေကျွန်တော်တို့တခြားနေရာသွားကြရလဲရှိလို့ပါလေဒါအခုမနေ့ကမနေ့ကတော့နော်ခတ်တယ်နော်မောင်းနေရပြမနေ့ကတော့မနေ့ကတော့ကြောင်နေကြီးပဲမနေ့ကတော့ကြောင်နေကြီးပဲမောင်းနေရဆိုတော့ချီရှူအားပေးကြတဲ့ဘလို့ချီပေးတဲ့တဲ့အားလုံးအထူးပဲချီးကြပါလေ ဒီ season ကိုအဓိကပံ့ပိုးကူညီပေးတာတော့ Wellness Pack ပေါ့လေ Wellness Pack မှာ account ဖွင့်ကြည့်လို့ရှိရင် UKM ဆိုတဲ့ promo code ကိုသုံးနိုင်ပါတယ်တရားရုံး bonus တွေရယူနိုင်ပါတယ်ကြီးစုအားပေးကြတဲ့ဘလို့ချိန်ကြီးကိုပေးသက်တဲ့အားလုံးလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဆိုတော့ကျွန်တော်တို့အခုလောလောဆယ်အနေထားရဒီကနေ့ကဒါတောက်ကြနေဆိုဘာပွဲမှာတော့ထူးခြားကြတော့မရှိကျွန်တော် Premier League တပွဲတော့ရှိတယ်ဒါပေမဲ့ဒီတစ်ပတ်က El Clasico လည်းရှိတယ် ပြီးတော့မှဒါပရီးမီးယားလိပွဲကောင်းကြီးရှိတယ်ကျွန်တော်တို့ဒီနေ့ညမှာ Leeds United နဲ့ West Ham United ရဲ့ပွဲတစ်ပွဲအပါဝင်ဒါ La Liga ဘက်မှာ Sociedad နဲ့ Sevilla ပွဲရှိတယ် now AC Milan နဲ့ Pisa ဆိုတဲ့အသင်းရဲ့ပွဲပါဝင် World Bremen ပွဲရှိတယ်။ now ပြင်သစ် League ပွဲတွေလည်းရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ပေးတတ်တဲ့အားလုံးရဲ့ attention က Sunday က El Clasico ရဲ့စနေတင်းဦးတွေမှာကံမဲ့ England Premier League ပွဲမနေ့ကဆိုရင်10ပွဲစတိုက်9ပွဲပျောက်နေတဲ့ရှုံတိုက်ရဲ့ Northern Forest ပေါ့လေ အန်စပေါ်ဆိုကိုကုနဲ့ဆေပွဲစက်တိုက်နိုင်ွယ်ပြောင်းနေတယ်။ဒါဘယ်လိုပြောမလဲ forest ကမနေ့ကနိုင်မဲ့နိုင်တော့ခြေစွမ်းထက်တဲ့ပေါ်တူကိုနိုင်သွားတာနော်။အဲ့ပေါ်တူကိုသူနှစ်ခုပြက်ရတာတော့ penalty နှလုံးပေါ့လေ။ Morgan Gibb White တစ်လုံးရဲ့ Ikahi Jesus တစ်လုံးကြီးနှစ်ခုသွင်းနေတယ်။ဒါပေမဲ့တိတာလေဗျ။ခံစစ်မီပြတယောက်ဆိုရင် blue solid ဖြစ်အောင်လုပ်နေမယ်လေ။သူ forest လည်းအများကြီးတော့ chance မရဘူး။ဒါပေမဲ့အဆုံးတက်မှာဒါသူတို့ EC နဲ့ပဲ2စီးနဲ့နိုင်သွားတော့ Northern Forest ကအခုဒါသူတို့ ဇက်တိုက်နိုင်ပွဲပြမှုကိုအဆုံးသတ်တယ်သူတို့၁၀ပွဲပြီးတဲ့အချိန်မှာဒါနီးပြအစ်တဲ့သူပထမဆုံးနိုင်ပွဲရရှိတာဖြစ်တယ်ဆိုတော့ဒီစီဇန်ကိုအဓိကပံ့ပိုးကူညီပေးတဲ့ဒါ one spot ကိုသူပဲကြည့်ဥတပါတယ် UKM ဆိုတဲ့ promo code ကိုတုံးနိုင်ပါတယ်နောက်တစ်ခုကတော့ဒါကဲလို့ one spot မှာအကောင့်ဖွင့်ချင်လို့ရှိရင်ကျွန်တော်တို့အောက်က messenger ထဲမှာ live ပြီးဆက်သွယ်လို့ရပါတယ် UK match day ရဲ့ champion ရဲ့ champion match day page မှာတကယ်လို့ deposit အတွင်းချင်းနဲ့ နောက် withdraw လုပ်ခြင်းနဲ့ withdraw withdraw လုပ်ခြင်းလို့ရှိနေကျွန်တော်တို့ရဲ့ messenger ကိုလာရောက်ဆက်သွယ်လို့ရပါတယ်အဲ့မှာလုပ်လို့ရပါတယ် Toronto Hotspur ကမနေ့ကတုန်းကဒီ Vicario Man of the Match ရတဲ့အထိဖြစ်တယ်ဆိုနေရတယ်ဘယ်လိုပြောမလဲဆိုတော့ဂိုးသမားတယောက် Man of the Match ရပြီဆိုရင်အဲ့ဒါတိတ်ကောင်းတဲ့ sign တော့မဟုတ်ဘာလို့ဆိုတော့အိုက်ပွဲတည်ရတိုင်းပဲကိုဘက်ကဂိုးသွင်းမတည်ကြလို့ငါပြင်းနေလို့တာမလားဒါမိုနာကိုတည်ကြတာစပါကလည်းအခုဟိုကျွန်တော်ဘာကြောင့်လဲမသိပြနီးပြဖပါ မိဖကဖပမတ်တဆာကိုအောက်ထားတယ်ခုနောက်ပိုင်းသူကဂျောင်းပလင်ညာနဲ့ဘန်ထန်ကိုပဲသဘောကျတယ်ရန်ဒန်ကိုလိုမဝါနီကိုလည်းအပြည့်အဝမတုံးသေးသူကလည်းဖိမဖြစ်တာလည်းပါတယ်ခုကကကိုလိုမဝါနီကလည်းအရင်ကြီးပေါ့ဘူးမက်တီတယ်လည်းအာမကိုရဘူးရီချာလစင်ရလည်းခြေမမှန်ဘူးဟို တိုက်စစ်ကကျွန်တော်တို့ဟိုဟိုဘယ်လိုပြောမလဲအခြားတယောက်ရှိသေးတယ်ဆလန်ကြီးရလေတန်ရတယ်ဆိုပြီးတော့ဒီကြားထဲမှာလေကျွန်တော်နားမနေတာ brand new juice ကောင်းနေတော့မတော့ဘူးဗျာတခါလာတဲ့ order pay order pay အိုက်ကောင်နေမကောင်းဘူးဗျာ brandy juice ကပိုကောင်းတာဘာကြောင့်လဲမသိ brandy juice ကကျိုးလုံးဝမတော်ဘူးစပါနီကလည်းနည်းနည်းတော့ကြောင်ပြဒါ Thomas Frank ဖြည်းဖြည်းနဲ့မလူလားတဲ့အမှတ်ကြီးရောတာပေါ့လေပြီးခဲ့တဲ့ဘက်က Villa ကိုအိမ်ပွဲမှာရှုံးတာဟိုးတစ်ခေါက်တော့ကလည်းဘုံမောက်ကိုရှုံးနေ Brighton ကိုတေး Wolf ကိုတေးသူတို့လည်းရလက်ဒီစတိုက်ဆိုးနေ Spurs ကိုလောလောဆယ်နေထားပေါ့လေဆိုတော့ဟာကြည့်ရှုအပိလေဒါဆောလူဆောလူဒါကျွန်တော်လည်းတော့ပိုကက်လုပ်လိုက်ပြီးနေဒါအဲ့ဆောလူဆိုလေကျွန်တော်အောက်မှာအခုကျေပေးလိုက်ညီလေးတယောက်ရှိအဲ့ညီလေးက American နိုင်ငံ New York မှာနေတာ သူ့မှာလည်းဘလုံးအဲတူအရပိုကက်ချန်နယ်ပေါ့လေပိုကက်ချန်နယ်ရှိတယ်ကျွန်တော်ညူရောက်ရောက်တော့ကကျွန်တော်ဆက်ဆက်ရကူညီတဲ့အချိန်မှာသူလည်းပါတယ်သူရဲ့ပိုကက်ချန်နယ်လည်းဝင်ပြီးတော့အားပေးလို့ရတယ်အားပေးလို့ရသူပိုကက်မှာကျွန်တော်လည်းပြောလာတာတွေရောတခြားသူတွေလည်းပြောလာတဲ့ content တွေရှိတယ်ကြာအဓိကတော့သူကဟိုစိတ်ဝင်စားစရာတုတ်ပိတ်လေးတွေကိုအဓိက ပြောတာပေါ့လေစိတ်ဝင်စားစရာတုတ်ပိတ်လေးတွေကိုအဓိကပြောတာ 加了加了，第二个这种风口那就行，等于半五。加了加了，变加了变加了，我那风口来了的，风口来了。 ချားတယ်နော်ချားတယ်ဆိုတော့ okay အဲ့ဒါကတော့ဂျောင်းပေါ့လေနောက်တစ်ခုကအခုဒီဘက်က El Clasico ပွဲရှိတယ် El Clasico က Real Madrid နဲ့ Barcelona ပွဲရှိတယ်အဲ့ El Clasico ကတော့တကယ်ကိုစိတ်ဝင်စားကြပေါ့လေ Santiago Bernabeu မှာကမ်းမယ် Real Madrid အသင်းရဲ့အိမ်ကွင်းမှာကမ်းမယ်ချားသေးလားချားလား Santiago Bernabeu ကိုမှာကမ်းမယ် Real Madrid ရဲ့အိမ်ကွင်းမှာကမ်းမယ် Rafinha နဲ့ဒါအခုလောလောဆယ်မှာ Frankie Tiao ဒါ Fernando Torres တို့ ကုန်ပြန်ကောင်းလို့လေ Frankie တောင်ကလေ့ကျင့်ခန်းမစီဘူးဒါပေမဲ့ Fran Torres ရဲ့ Rafinha ရဲ့ပြန် fully fit ဖြစ်ပြီးအဲ Lewandowski မပါဘူး Dani Olmo မပါဘူးဟို Christian Sam မပါဘူးများတယ်ခါ Real Madrid က Dean Henderson 50 50ဖြစ်နေတော့ပဲဒါပေမဲ့ Trent မသေးကြဘူး Dani Carvajal လွဲချော်မယ်ကျန်တဲ့ပိုင်းကတော့တိတ်ပြီးတော့ပြောင်းလဲမရှိတော့ဘူးအဲ့အက်ကလစီကိုပွဲကတော့လေ Inter Miami မှာ Miami မှာကစားမဲ့ပွဲပေါ့လေ ပွဲပေါ်လေ Velaria နဲ့ပွဲပြတ်သွားတဲ့ကြောင့်နည်းနည်းတော့နှစ်သိန်းကြာအညှိုးတီးရောရှိတယ်။အဲ့ဒါကကျွန်တော်တို့ကျွန်တော်နောက်ခုကကျွန်တော်တို့ဒီတစ်ပတ်ကတော့ဆန်တော်ချိန်ပြောင်းပြီ။ဆန်တော်ချိန်ပြောင်းပြီဆိုတဲ့အချက်ကဒီ ဆန်တော်ချင်းပြောင်းပြီဆန်တော်ချင်းပြောင်းပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက် Sunday မှာပြောင်းတာဆနေမပြောင်း Sunday မှာပြောင်းတဲ့ကြောင့်အဲ့ဆန်တော်ချင်းပြောင်းလို့တနာ ਈ တနာ ਈ ဒီထက်နောက်ဆုတ်သွားတယ်ဆိုတော့အရင်ရှစ်ခွဲကန်ရင်ကျွန်တော်တို့ကိုးခွဲဖြစ်မယ်ကိုးခွဲကန်ရင်ဆယ်ခွဲဖြစ်မယ်ဆက်တနာ ਈ ကန်ဆန်နှစ်ဖြစ်မယ်တစ်ခွဲကန်တဲ့ပွဲတွေတနာ ਈ ခွဲဖြစ်သွားမယ်ဆိုတော့ဆန်တော်ချင်းပြောင်းပြီဆိုတော့အဲ့ဒါက Classico ရှိတယ်ဒါအခုလောလောဆယ်မှာ Dio Messi က Inter Miami နဲ့တက်တန်းတိုးလိုက်တယ် 2028ခုနှစ်တိ3နှစ်စာချုပ်ချုပ်လိုက်တယ်ဆိုတော့ Inter Miami ကိုသူကစာချုပ်ကာလရှည်ချာစာချုပ်ချုပ်လိုက်တယ်စာချုပ်ချုပ်လိုက်တဲ့အတွက်ကြောင့်ဒါအခုလောလောဆယ်အနေထားရတော့ Inter Miami ကဒါသူ28တိဆိုတော့ Leo Messi က43တိတိ Inter Miami မှာရှိမယ် Cristiano Ronaldo က2နှစ်ပတ်တန်းတော့သူက42တိတိဒါဒါဘယ်လိုပြောမလဲဒီလက်ရှိအနေထား ဒါအနေထားတရှိတယ်ဆိုတော့ဒါတော့ဘူးလောလောဆယ်အနေထားရစိတ်ဝင်စားစရာဖြစ်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါတခြားတခြားသောစိတ်ဝင်စားမှုတွေဒီတစ်ပတ်ကျွန်တော်တို့တခြားပွဲကောင်းတွေရှိတယ်ဗျာအဲ့ပွဲကောင်းတွေထဲမှာ Chelsea က Sunderland နဲ့ကံမယ် Chelsea Sunderland နဲ့ကံမယ်ကျွန်တော်ထင်တော့ Chelsea နိုင်မှာပါပဲသူတို့အိမ်ကွဲမှာပေါ့လေဒါည9ပွဲပေါ့လေည8ပွဲမှာကံမယ်သူက Sunderland နဲ့အိမ်ကွဲမှာပြဿနာမရှိတော့ထင်တယ်ကျွန်တော်အပြင်တော့ Chelsea ပြဿနာမရှိတော့ဘူးနောက် Newcastle United က Fulham နဲ့ကံမယ်အဲ့ဒါလည်း Newcastle နဲ့နိုင်မလို့ထင်တာပဲ မန်ယူနိုက်တက်နဲ့ဘရိုက်တန်ဘလို့ထင်တယ်ယူနိုက်တက်ကွင်းမှာဘရိုက်တန်က3နှစ်သက်တိုင်နိုင်ထားတယ်ဘက်တူဘက်3နှစ်သက်တိုင်အူထရာဖို့မှာနိုင်တယ်မန်ချက်စတာယူနိုက်တက်ကလည်းအိမ်ကွင်းမှာသက်တိုင်ကို3ပွဲဆက်နိုင်တယ်ဆန်ဒလာကိုနိုင်တယ်ဘန်လီကိုနိုင်တယ်ချက်စီကိုနိုင်တယ်နောက်ဆုံးဘက်တူဘက်ပရီးမီးယားလီဂ်နှစ်ပွဲဆက်လီဗာပူးကသူတို့နိုင်ထားတယ်ဘရိုက်တန်ကအခုအသင်းကြီးတွေနဲ့ချက်စီကိုနိုင်တယ်မန်စီးတီးကိုနိုင်တယ်စပါ့ကိုတည်ချတယ်နျူကာဆယ်ကိုနိုင်ထားတယ်ဘရိုက်တန်ကလည်းအသင်းကြီးတွေရွေ့ရွေ့ဖြုတ်ဆိုတော့အိုက်ပွဲကအူထရာဖို့မှာကြီးကောင်းတဲ့ပွဲတော့ ငါးဘွဲကံမှာညနေ့ည7:00နာရီကံမှာဒီဘွဲထိုက်ခင်းနေ Manchester United အတွက်ခက်ခက်ခဲကစားမယ်နောက် Liverpool ကနောက်ဆုံးဘွဲဒါညနနက်တနာရီခွဲမှာ Brentford ကိုကံရမယ်ဒါပေမဲ့ Liverpool ပါအခုဘာဖြစ်နေလဲ Jeremy Frimpong injury ဖြစ်တယ်ဆိုတော့သူမပါဘူးရက်တက်ပတ်အနေနဲ့နားမယ်လို့ Arne Slot အပြုထားတယ်နောက် Alisson Isak ကလည်း groin injury လို့ပြောတယ်ပေါင်ချန်ထန်ရတယ်ဆိုတော့သူလည်းမပါဘူး ဆိုတော့ AKDK ပါမယ်ဘိုဆာလက်ကဟိုတနေ့က Florivas ကိုဖန်တီးပေးလို့ရတဲ့အလုံးကိုမပေးဘဲနဲ့တကူကောင်းဆန်လို့ဆိုပြီးလဘဘူးပြည်တက်တယ်နဲ့ပြဿနာတက်တော့ तू ကအသိမှရှိတဲ့အမှတ်တရားတွေလဘဘူးနဲ့ပတ်သက်တာအားလုံးကို social media မှာ delete လုပ်လိုက်တယ်ဆိုတော့အခုလောလောဆယ်မှာဆာလက်ရဲ့အနာကက်ကလည်းမတင်ကြဘူးလဘဘူးကတော့သူ့ကိုမရောဘူးလို့ပြောထားတယ်ဆောင်းရတီမှာလဘဘူးကအခု Antoine Semenyu ကိုသူတို့တဘောကြတယ်အဲ့တစ်ချက်ရှိတယ်ဒါပေမဲ့အခုကျွန်တော်ပြတာ frame ball လေးရောက်ခဲ့တဲ့အချိန်လို့တန်ရရနေတာ ဒါအိဆက်ကငယ်ရသွားတယ်ဆိုကောင်းမကောင်းတော့မလဲအခီတီခီပဲကစားလို့ဆိုအခီတီကပို့ပြီးတော့ချိန်နေတယ်ဘလော့စင်နေထားရဒါအာစနယ်အသင်းကမက်စ်ဒေါမန်ကိုတက်တန်းတူပြီးဆက်ကုတ်လည်းနေပြည်တာနဲ့ပရော်ဖက်ရှင်နယ်ကွန်ထရက်ချုပ်ပြီးဂါဘရီယယ်ဂျေဆုအသင်းကထွက်သွားဖို့များတယ်ဘရာဇီးလ်ဖြစ်ဖို့များတယ်ဒါပေမဲ့မတိကြဘူးခိုင်ယာဘတ်နဲ့ဂျေဆုဒီချိန်ညာဆင်းတော့မယ်သူတို့မြောက်ချီပြီးဒါပေမဲ့ဂျီတဘတ်တော့မပါသေးဘူးလေခိုင်ယာဘက်ကဒါအာစနယ်ကအခုအိမ်ကွေးမှာခရစ်စတယ်ပယ်လစ်နဲ့ကြာမယ်ပယ်လစ်ကမနီညာကရှုံးသွားတယ် ဆိုအာဆင်ကအိမ်ပွဲမှာကံမယ်ဒါမန်ချက်စတာစီးတီးကဆန်ဒေးမှာပဲအက်ဆိုဗီလာနဲ့ကံမယ်အဲ့အက်ဆိုဗီလာလည်း6ပွဲဆက်မှာ9ပွဲဆက်နိုင်ပြီးတော့သူလည်းမနေရညရှုံးသွားတယ်ဒါပေမဲ့ကူနိုင်အမ်မရီအတင်းကဘူလိုလိုစီမှာခြေတော်တော်လေးနေတော့စီးတီးကအဝေးပွင့်သွားကံရမယ်ဖြစ်တဲ့အတွက်နည်းနည်းတော့ tight game ပဲဘာလို့လဲဆိုတော့နောက်ဆုံး3ပွဲမှာစီးတီးဘယ်လိုပြောမလဲနည်းနည်းခတ်တယ်ဗျာဗီလာနဲ့တွေ့လိုက်ဗီလာကနည်းနည်းမာတယ်ဆိုအမှလည်းစန်တီပွဲပြီးတော့မှ Everton နဲ့ Spurs နဲ့ပွဲရှိတယ် Everton နဲ့ Spurs ပွဲရှိတယ်နောက်တစ်ခုကတော့ စန်တီးကဒီဒီဘက်မှာကျွန်တော်တို့စန်တော်ချိန်ပြောင်းထားတယ်စန်တော်ချိန်ပြောင်းထားဆိုတော့တနင်္လာရောက်ကြဟုတ်တယ်ဘိုင်မြူနစ်ကပွဲတိုင်းနိုင်တော့ hurricane ရော louis ts ကိုအကုန်ကိုတွေ့နေတာဘိုင်ကခြေကောင်းနေတယ်အဲ့ဒီချက်တော့ရှိတယ်ဘိုင်မြူနစ်ကဒီဟာဒီချန်ပီယံလိမှာကျွန်တော်မြင်တော့ paris saint germain ရဲ့ဘိုင်မဲ့ psg ကဘိုင်ရဲ့နဲ့တွေ့ဘိုင်ရုံနိုင်နေကြကျောင်းရှင်တို့ PH ကတော့ next level ပဲ PH ရှိရှိမှာ Bayern ရှိမှာ now Real Madrid ကတော့အမြဲတမ်းထက်သွားရမယ်ခင်ဗျာပါတယ် ပါတယ်အာဆယ်လည်းတောက်နေမှာပါတယ်မန်စီးတီးကဖြည်းဖြည်းချင်းနဲ့ချီကောင်းပြီနော်ဟာလန်ကဂိုးတွေစတိုက်သွင်းနေတာဒီကြားထဲမှာကျွန်တော်တို့လီဗာပူးကချန်ပီယံလိမှာအမြဲတမ်း short ထည့်သွင်းရမှာသူတို့သူလည်း6ချီချင်းနေဖြစ်တာအဲကျွန်တော်ဝဲဝဲတွေကတော့ပွဲကောင်းတွေအားကြီးတယ်ပွဲကောင်းတွေပဲကျွန်တော်တို့စိတ်ဝင်စားစရာတွေပြပေါ့လေဆိုတော့ကျွန်တော်တို့တခြားတခြားပွဲရှင်နောက်ချန်ပီယံရှစ်မှာသူ front lamper အတင်းတော်လေးကောင်းတယ်အာဘိုင်မြူနစ်ကအမှတ်ပေးချန်ပီယံရှုံးပွဲတည်ပွဲနဲ့တော့မရပါဘူးတပွဲမို့တပွဲတော့တည်ကြတာရှုံးတော့ဖြစ်ပါမ တရားစီလုံးရှုံးမမရှိရမေးပြီးဖြစ်နိုင်ပေမဲ့အဲ့လိုတည်လုံးဝမကြတာတော့မဖြစ်နိုင်ဘူး။ဘိုင်ဘလောက်ကောင်းကောင်းများတပွဲမဟုတ်တော့ချော်ပါပဲ။ပြီးတော့အဲ့ဘိုင်မျိုးနဲ့တော့ခင်ဗျားတို့ထင်တဲ့ဘိုင်မျိုးနဲ့အဲ့ကောင် quarter final နဲ့ semi final နဲ့ပဲ champion league မှာ champion မဖြစ်ဘူးဘာလို့မဖြစ်လဲဆိုတော့ကျဘိုင်မျိုးနဲ့ကအဲ့လိုပဲအရင်တည်းကလည်းအုပ်စုအဆင့်ပွဲတွေရှုံးထွက်ပွဲတွေမှာကောင်းတယ် quarter ရောက်ကြောင်ဖြစ်ပြီ quarter လို့ semi အထူးသဖြင့် basic company ကအခုအောက်တင်းနဲ့ကျော်ရှိရှိနဲ့ကျော်အဲ့ဘိုင်မျိုးနဲ့ကိုကျွန်တော်တော့ကြိုင်လဲဟို bonus ကရတယ် ဘိုင်ယန်မြူနစ်ကိုဘွန်ဒက်စကကျွန်တော်တွားကြရလဲဘွန်ဒက်စကရတယ်ချန်ပီယံလိကတော့မသိကြဘူးဒါပေမဲ့ပြောချင်တာဘိုင်ယန်မြူနစ်ကအဲ့လောက်ကောင်းတယ်ရှင်းရှင်းဘိုင်ယန်မြူနစ်အဲ့လောက်ကောင်းတာကုမ္ပဏီအကြောင်းမဟုတ်ဘူးဘယ်နည်းပြလာလာချန်ပီယံဖြစ်တနစ်ပဲဟိုတောမတ်စ်ထူကေညံ့လို့ချန်ပီယံဖြစ်တာဘိုင်ယန်က10နှစ်ကရင်9နှစ်ကမှတ်ပြီးချန်ပီယံဖြစ်သဘောတရားရှင်းရှင်းလေးဘွန်ဒက်စကတော့ဘိုင်ယန်မြူနစ်ကအချိန်မွေးရသဘောတရားဒါပဲအဓိကချန်ပီယံလိရဖို့ချန်ပီယံလိရမှာဘိုင်ယန်အဲ့နည်းပြတော့တာ ဗီတီယိုခရစ်လေခုတနည်းနှစ်ခုရပါတော့ဘာဖြစ်ဖြစ်သူယုံကြည်မှုနည်းနည်းရောပြန်ရသွားပြီဒါသူအခုဒီရဒီမှာငါးခုတွင်းထားတယ်ဆိုတော့အခုလောလောဆယ်နေထားရဒါဒါအခုတူချက်တတိပဲ I don't တူချက်ကကြောင်းနေလို့ပြီးတော့လေဘောက်ကူစင်ကြောက်အောင်ပါလားတနည်းလုံးရန်ကြောက်အောင်ပါလေဘောက်ကကြောက်အောင်လေဘောက်ကအဲ့တော့လေဘောက်ကူစင်ပွဲတိုင်းပွဲတိုင်းကိုနောက်ကြကိုကြီးပဲနိုင်တာ2 1 1တေးကြတယ်60ခုမှတွင်းလိုက်60ခုမှတွင်းလေဘောက်ကလေဘောက်ကူစင်အဲ့နေ့ကနောက်ကြကိုကြီးပဲတွင်းလိုက် ဆန်ငါးပွဲလောက်ရှိတယ်ပွဲတိုင်းပြီးပါပဲနောက်ကျကိုသွင်းတယ်အဲ့ဒါကြောင့်လည်းပါတယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့နိုင်မြူနစ်ကဒီသူလီယာရန်ခြောက်တာလည်းပါတယ်အဲ PSG နဲ့ဘိုင်ယန်တွေ့တဲ့အခါမှာဘယ်သူကောင်းလဲတွေ့မယ်အာဆင်နဲ့ဘိုင်ယန်နဲ့တွေ့မယ် PSG နဲ့ဘိုင်ယန်နဲ့တွေ့မယ်အဲ့ကြိုက်ဘိုင်မြူနစ်ကောင်းမကောင်းဆိုတော့သူ့ရဲ့သူ့ကိုအဲစမ်းတက်မှာ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  United ပြည်သက်တွေဘယ်လိုလဲနိုင်ပါလား Brighton Brighton သူခဏတာဒုက္ခပြင်းเนาะ Now Brentford ကလည်းမလွယ်ဘူးเนาะခက်ခက်ခဲခံရတယ်ဘာလို့ Brentford က Chelsea ကိုတီးကန်တယ် Man City ကိုကတ်ရှုံးတာတယ် Man United ကိုအင်ဂိုးမှာနိုင်ထားတာနိုင်ထားတာသူလည်းတနေ့တော့ကြည်ကောင်းတယ်ပွဲ Arsenal ကတော့ခုကန်ကောင်းနေတာ Crystal Palace နည်းနည်းလေးခြေပြန်ကျနေတဲ့အချိန်ဒါပေမဲ့ short တော့လို့မရအောင် Palace က Arsenal အမှုပေါ်မှာခဏဒုက္ခပေးနေတဲ့အသေးသေးပါ Chelsea ကတော့ Sunderland ကိုတော့နိုင်ပါတယ်ဗျာကျွန်တော်တို့ Chelsea က Sunderland ကိုနိုင်တယ်ကျွန်တော်တို့အခုလောလောဆယ်ပေါ်လေဒါအခု hurricane ရဲ့အနာကပ်ပြင်းပြလေးကိုပြန်နိုင်တယ် United ကအခု ကွင်းလေကစားမလေးက6လောက်တာကတ်ထားတယ်ခုပြီးမင်းတို့ကလပ်ကထွက်ဖို့လုပ်နေတယ်ဗျာမန်ချက်စတာစီးတီးယားတို့တိတ်ပြီးထွေထူးလို့မရှိဘူးဗျာအပြောင်းလဲနေမရှိဘူးလူထွက်တာဝင်လာတယ်တိတ်မရှိဘူးဒါပေမဲ့အခုမာကေဟီကမနေ့ကပေါ့ဒီစကိုက်ချာမီရဲ့ပို့မှာဘိုင်မြူနစ်အသင်းနဲ့စကားပြောနေဆိုတဲ့တင်းတကူတက်တယ်အဲ့တစ်ချက်ကတော့နည်းနည်းလို့စဉ်းစားကြည့်မာကေဟီဘိုင်ရဲ့လက်စကားပြောနေကိုလေအဲ့တပေါက်ရှိတယ်မာကေဟီမာကေဟီဘိုင်မြူနစ်ရဲ့စကားပြောနေဆိုတဲ့တင်းတက်တယ်ဆိုဟိုလီဗာပူးလက်လိုက်တယ်မန်ယူနိုက်တက်လက်လိုက်တယ်ချယ်ဆီလက်လိုက်တယ် စပားလဲလိုက်တယ်ဘိုင်းရန်လဲလိုက်တယ်ဘယ်သိမ်းသွားမလဲတော့မသိဘူးရဲမတွေ့လဲလိုက်တယ်အဲလိုက်တယ်အာစနယ်အခြေအနေကောင်းလာတယ်ဒီအားဒီအာစနယ်အခြေအနေကောင်းတယ်လို့ပြောမှာပေါ့လေကျွန်တော်တို့မျှော်လင့်ချက်တွေတော့ကောင်းကောင်းရှိတယ်ဒီနေ့ရာဒီနေ့ရာဒီအာစနယ်အခြေအခြေကောင်းတယ်အခြေကောင်းတယ်ဆန်ဒလန်လည်းဟုတ်တယ်အခြေကောင်းတယ်ဒါပေမဲ့ချက်စီနိုင်ပါလေဗျာ ။အော် Chelsea က Wise Caicedo ကိုတက်တန်းတူးမှာနော်။အခု2030တိရှိတယ်။ဒါအခု Wise Caicedo ကိုတက်တန်းတူးမယ်ဆိုတော့နောက်ထပ်2နှစ်လောက်ထပ်တူးမယ်။တပတ်ကိုတသိန်းခွဲရတယ်။သူလည်းလာစားတူးပေးမှာ။ဒါအာအဲအဲလက်ရှိ Premier League မှာဟိုးများဆုံးကဟိုပါလေ Haaland 17ဂိုးသွင်းတာလေ။ Man City ရဲ့ FFP လည်းဘာမှမထူးခြားသေးဘူး။ ဆိုတော့နောက်တစ်ခုကျွန်တော်ပြောချင်တာပါလဲဆိုတော့အခုတကယ်လို့ဒါ one is မှာအောက်ပွဲကျွန်တော် UK arm ဆိုတဲ့ promo code သုံးနိုင်ပါလေတရားရကျွန်တော် bonus တွေရောက်နိုင်ပါတယ်နောက်တစ်ခုကတော့ဒါဘယ်လိုပြောမလဲဆိုတော့ one is မှာဒီ account ဖွင့်ခြင်းပြီးတော့ဒီဝေသွင်းဝေထုတ်လုပ်ခြင်းလဲကျွန်တော်ရှိမှလုပ်လို့ရတယ်ဒါ UK match day ရဲ့ Facebook page တွေ YouTube Facebook page Champion UK ရဲ့ Facebook page နဲ့ Champion match day ရဲ့ဒီကျွန်တော် Messenger တွေအားလုံးမှာ deposit တွင်းလို့ရတယ်ငွေသွင်းငွေထုတ်လို့ရတယ်ပြီးတော့ withdraw လုပ်လို့ရတယ်အဲ့မှာလာပြီးတော့ဒါလုပ်လို့ရတယ်နောက်တစ်ခုက 25ရက်နေ့ကြာရင်ဗောလေ25ဆိုကျွန်တော်မက်ပြန်ဖြစ်နေဟုတ်တယ်မက်ပြန်မှာကျွန်တော်တို့ဟိုပါမယ်ဗောလေဟိုဝတ်ဒီဒီဘယ်လိုပြောမလဲဆို one spec ကနေ iPhone 70 iPhone 70 Pro အပါဝင်လက်ဆောင်တွေပေးမယ်ဆိုတော့အားလုံးကျွန်တော်မဲနိုင်ပေးမှာဖြစ်တယ်နော်အဲ့ live မှာကျွန်တော်25ရက်နေ့မှာကျွန်တော်မဲနိုင်ပေးဖို့ရှိတဲ့ကြောင့်ကျွန်တော် live ကတော့ဘောလုံးပွဲတွေမစားခင်ကျွန်တော်ဆော့လုပ်ပဲဗောလေဆော့ဆော့လုပ်မှာဖြစ်တဲ့ကြောင့်ဆော့ဆော့လာရောက်ကြည့်ရှုဖို့လေဆော့ဆော့လေးကျွန်တော်လုပ်လုပ်ဖို့ပြင်ဆင်ထားတယ်ဒါ ဆိုတော့ကျွန်တော်တို့ရှီမှာအကောင့်ဖွင့်ခြင်းတဲ့သူတွေရှိလို့ရှိရင်ကျွန်တော်အောက်ဒီဟိုဟာတွေကိုလာလို့ရတယ်เนาะဒီကျွန်တော်တို့ Messenger မှာလာပြီးဆက်သွယ်လို့ရတယ် UKM ဆိုတဲ့ promo code နောက်တစ်ခုကဒီဘယ်လိုပြောမလဲ withdraw withdraw deposit to withdraw လုပ်ခြင်းလဲကျွန်တော်တို့ Messenger မှာဆက်သွယ်လို့ရတယ်ဆိုတော့ဒီနေရာမှာနောက်တစ်ခုက Aston Villa နဲ့ Man City tight game เนาะ Man United နဲ့ Brighton နဲ့ခတ်တယ်ကြာ Aston Villa နဲ့ Man City နဲ့ tight game Everton နဲ့ဒီ Spurs နဲ့ tight game ဆိုတော့ Bradford နဲ့ Liverpool နဲ့ tight game ဒါပေမဲ့ Liverpool ကလည်းနည်းနည်းတော့တာတော့ဗျာပြီးတော့ ်ချယ်ဆီလွယ်လိမ့်မယ်အာဆင်လည်းပဲလိမ့်စမှာ၆ကျွန်တော်တို့မက်ဆေ့ချာမှာတွားပြီးတော့ဆက်သွယ်လို့ရတယ်တွားဆက်သွယ်လို့ရတယ်ဗောလေဒီ season ကိုကြည့်ရှုအားပေးကြတယ်ဘလို့ချေပေးတဲ့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဇန်နဝါရီမှာတော့ United လူမခေါ်လောက်ကိုကျွန်တော်တို့စောင့်ရတီမှာမှလူလူရတီလောက်မှပဲခေါ်မယ်ထင်တာပဲဒါကျွန်တော်အမြင်ပေါ်ဒီဇန်နဝါရီတော့မခေါ်လောက်ဘူးထင်တာပဲကျွန်တော်အထင်တော့ ကျောထုံးတဲ့ group လေးဒီမှာ share ပေးကြဖို့တောင်းဆိုပါရယ် share ပေးကြတဲ့သူတွေအားလုံး real နဲ့ barcelona လေးကျွန်တော်တို့ barcelona champion league မရဘူးညဒီချိန်နဲ့မရဘူး barcelona champion league မရနိုင်ဘူးဒါပေမဲ့ real မတွေ့တဲ့ barcelona ဘယ်လိုမြင်လဲဘယ်လိုမြင်ဘယ်လိုဘယ်လိုချိန်နေရှိလဲ real မတွေ့တဲ့ barcelona barcelona တော့ champion league မရနိုင်ဒါပေမဲ့အဲ့ွယ် tight game ဖြစ်နေတယ်တလား ထိုက်ကျင်ပြီးထိုက်ကျင်ဆိုတာဒါပေမဲ့ Ampapio Vinicius တော့ on fire ဖြစ်နေတာ Barcelona ခံစစ်ကအာဟုဟုနဲ့ကစားပါမယ် Indigo Martinez မရှိဘူးဒါကြောင့်လို့ Barcelona က Rafinha နဲ့ fully fit ဖြစ်မယ် Lewandowski မပါရင်တော့ Fran fully fit ဖြစ်တယ်ဆိုတော့ maybe ရှင်းနိုင်တယ်ဘယ်တော့မလို့ခတ်တယ်ကြအိုက်ကောပွဲရခတ်တယ် Your attention please Beijing passengers that so, 2 တီရှူအပိကြရဘလို့ချင်းပေးတဲ့တည်းအားလုံးအထူးပဲချင်းတပါရဲ့ဒီစီစဉ်ကို one is pack အတိအပံပေးပြီးတာပါကိုမမဝေရောက်မချက်ပေးကြပါ group link မှာလည်း share ပေးကြအောင်တောင်းဆိုပါတယ် share ပေးကြတဲ့သူတွေအားလုံးလည်းအထူးပဲချင်းတပါရဲ့ကျွန်တော်တို့စီစဉ်ကိုဒါဒါတီရှူအပိရဲ့ဘလို့ပေးတဲ့တည်းအားလုံးချင်းတပါရဲ့ဒီ one is pack မှာ account ဖွင့်လို့ရှိလို့ UKM ဆိုတဲ့ promo code တောင်းနေပါတယ် messenger တွေမှာကျွန်တော်ရဲ့ page တွေရဲ့ messenger မှာလာအောင်ဆက်သွယ်ရပါနောက်ကကျွန်တော်ရဲ့ chain ဆိုတဲ့ဒါ ဒီ TikTok account လေးကိုလည်း follow လုပ်ပေးကြပါတော့တောင်းဆိုပါတယ်ချမ်းရင်ဆိုတော့ TikTok account ကြီးရှိရုံလေးအဲ့ TikTok account လေးကျွန်တော် link ချပေးမယ် တော်ဒီမှာဒီဒီအားလေးကျွန်တော် link ချပေးကြပါမယ်เนาะအားအားလေး follow လုပ်ပေးကြပါဦးเนาะကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ပေးတဲ့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဒီ season ကိုဒါအမြင်နဲ့အားပေးကြနောက်တစ်ခါ group လေးတွေမှာ share ပေးကြဖို့တောင်းဆိုပါတယ် share ပေးကြတဲ့ဒီအားလုံးလေးကျေးဇူးတင်ပါတယ်ဆိုတော့အခုဒါ ဒီနေ့ညဘလို့လဲဒီညဘလို့ဒီညဘလို့ဒီညဘလို့ထင်ကြတယ်မောင်းနေရလဲဗျကျွန်တော်တို့ lease နဲ့ website อ่ะเนาะ website อ่ะပြောလို့မရဘူး short တော့လို့မရဘူးဒီနေ့တခုခုများလို့ဟိုတနေ့က website ဆိုတော့ညံ့နေကြညံ့နေဒါပေမဲ့ lease united နဲ့ပွဲမှာတော့တောင်းနေတခုခုလုတ်ပြနိုင်ပြီလို့ထင်တာပဲကျွန်တော်ထင်လို့ဒီပွဲမှာလေ AC Milan နိုင်မှာပဲ Max Allegri ရဲ့ညင်နေဗျ AC Milan နဲ့ AC Milan က Max Allegri နဲ့ share ပေးကြသူတွေအားလုံးကိုကျေးဇူးပဲကျေးဇူးတင်ပါတယ် Facebook Live နဲ့ YouTube Live ကိုအမြဲတမ်းအားပေးကြဘလုံးပြည်တဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဆိုတော့ waterpin နေနဲ့ union berlin ရှိတယ် societat နဲ့ sevilla ရှိတယ်ဒါ league united ပေါ့လေဆိုတော့ဒါကျွန်တော်တို့ဒီ facebook live အစီအစဉ်ကိုကြွားရင်းနဲ့ကျွန်တော်တနေရာတော့နေရာရှိလို့ပေါ့လေကျွန်တော်အခု ဒါဒီနေ့ live season လေးပေါ့အဆုံးတက်ပြစီဒါ YouTube မှာရော Facebook မှာချီချူကြတဲ့ဘလုံးချင်းကြီးကိုပြေးတဲ့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ခုန link ချပေးတဲ့ TikTok link လေးကိုလည်း follow လုပ်ပေးကြဖို့တောင်းဆိုရင်းနဲ့နောက်တစ်ခုကအကောင့်ဖွင့်ကြည့်လို့ရှိရင်တော့ UK I'm so the promo code ကိုတုံးနိုင်ပြီးတော့ကျွန်တော်ရဲ့ Facebook ကဲ Messenger တွေအားလုံးမှာ live ဆက်သွင်းလို့ရပါတယ်ငွေသွင်းငွေထုတ်လို့လည်းလုပ်ရပါတယ်ဒပိုးစီလည်းလုပ်ရပါတယ်အခုမှရောက်တဲ့သူတွေအားလုံးလည်းပြန်ပြီးကြည့်လို့ရပါတယ်တစ်ခေါက်ပြင်ဖို့လေအားလုံးကိုချီးမြှင့်တင်ပါတယ်ကျွန်တော်အခု live ကတော့အနည်းအမြန်ပဲလို့လာမလို့ကျွန်တော်လက်ခံကြရင်ပြန်လာခဲ့မယ်နော်အားလုံးကျေးဇူးတင်ပါတယ်